တခါတော့ကရွာတရွာမှာသိတ်ကိုပညာဉာဏ်ကြီးမာပြီးတော့ကုံတရင်ကြော်ကြတဲ့ပုံနာကြီးတအုပ်ရှိခဲ့ပါတယ်။သူ့ရဲ့ထူခြားတဲ့ဆန်းရီကတော့လူတယောက်ရဲ့နှစ်ဖူးကိုကြည်လိုက်ရုံနဲ့အဲ့ဒီလူရဲ့အတိတ်ပစ္စုပန်အနာဂတ်အကြောင်းအဆုံးအကုန်အစင်ဟောကိန်းထုတ်နိုင်တာပါပဲ။ဒါပေမဲ့လူအများရဲ့ကံကြမ္မာကိုဖတ်နိုင်တဲ့ပုံနာကြီးဥပညာရဲ့ဘဝမှာသာသမီယန္နာဆိုတဲ့ပျော်ရွှင်မှုနဲ့ကင်းဝေးနေခဲ့ရရှာပါတယ်။ ။ဒီနေ့မှာတော့ပုံနာကြီးဥပညာရဲ့အိမ်ကိုသူ့ရဲ့ကံကြမ္မာကိုတည်ကျင်တဲ့ဧည့်သည်တွေရောက်လာကြတယ်။အဲ့ဒီတဲကဧည့်သည်တယောက်ကပုံနာကြီးကိုစပြီးတော့မေးလျှောက်ပါတယ်။ပုံနာကြီးခမကျွန်တော်ဘဝမှာလိုချင်တာမှန်သမျှအားလုံးဒီပါရရှိခဲ့ပြီးပါပြီ။ဒါပေမဲ့တခုတော့လိုနေပါသေးတယ်။ပုံနာကြီးကအဲ့ဒီလူရဲ့နှဖူးကိုစူးစိုက်ကြည့်လိုက်ပြီးတော့ပြောပါတယ်။ခမဘဝမှာအရာအားလုံးပြည့်စုံနေပါပြီ။စည်းစိမ်အုပ်စာတွေမျိုးရိုးမြင့်မြတ်တဲ့ဇနီးကောင်တယောက် ပြီးတော့အမေနဲ့တပုံစံနဲ့တူတဲ့သမီးလေးတစ်ယောက်လည်းရှိတယ်။သူ့ရဲ့စိတ်ထားလေးကလည်းနူးညံ့သိမ်မွေ့ပြီးတော့ဖြူစင်နေ။စကားပြောရင်လည်းချူသားရင်ကြီးတယ်။ဟုတ်ပါတယ်ပုံနာကြီး။အရှင်ကဘာမှမမေးဘဲနဲ့တောင်ကျွန်တော်ဘဝအကြောင်းအကုန်လုံးပြောပြနိုင်တာအံ့ဩစရာပါပဲ။အခုလိုနေတာကတော့တားတယောက်ပါပဲအရှင်။ခမရဲ့ကံကြမ္မာမှာတားယောက်ကြားလေးရဖို့မပါလာပါဘူး။ဒီဒုက္ခကိုခမရတစ်သက်လုံးခံစားရမှာမဟုတ်ဘူး။ဒါပေမဲ့ခမရဲ့သမီးလေးလက်ထက်မဲ့ယောက်ျားကတော့ ခမရနဲ့ခမရရဲ့ဇနီးကိုသားတယောက်လိုအမြဲတမ်းစောင့်ရှောက်ပါလိမ့်မယ်။ကျွန်တော်သဘောပေါက်ပါပြီအရှင်ပုံနာကြီး။သားတယောက်ရဲ့ဖခင်ဖြစ်ခြင်းနဲ့ကျွန်တော်ဆန္ဒကိုအခုတော့လက်လွတ်လိုက်ရတော့မှာပေါ့။သားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်နှစ်ယောက်စလုံးကဖခင်သခင်ရဲ့လက်ဆောင်တွေပါပဲ။ဒါကြောင့်ခမ ्या ကိုသာသမိဒုက္ခပေးသနာတဲ့အတွက်ဖရာသခင်ကိုကျေးဇူးတင်တင်နေ။လောကကြီးမှာသာသမိလိုချင်နေတဲ့လူတွေအများကြီးရှိပါတယ်။ဒါလားသမိလားဆိုတာသူတို့ကမယွင်းနိုင်ပါဘူး။ အဒီအချိန်မှာပဲအနားမှာရှိတဲ့တခြားဧည့်သည်တယောက်ကဝင်ပြောလိုက်ပါတယ်။ပုံနာကြီးပြောတာမှန်ပါတယ်။တခြားလူတွေကိုကြည့်စရာမလိုပါဘူး။ဒီမှာပုံနာကြီးကိုယ်တိုင်ကိုပဲကြည့်လေ။လူတိုင်းရဲ့အနာဂတ်ကိုဟောနိုင်တယ်။လူတိုင်းရဲ့အခက်အခဲကိုဖြည့်ရှင်းပေးတယ်။ဒါပေမဲ့ဒီနေ့အထိသူကိုယ်တိုင်သာသမီမရသေးဘူးမဟုတ်လား။ဒါတကယ်ဟုတ်ပါသလားအရှင်ပုံနာကြီး။ဟုတ်ပါတယ်။ဒါဟာအမှန်တရားပါပဲ။ဒါဆိုအရှင်ကိုယ်တိုင်ကရောသာသမီရဖို့အတွက်ဘာလို့များရေရာအစီအရင်တွေမလုပ်ရတာလဲ။ အရှင်မာဒီလောက်တောင်ပညာတွေရှိနေတာပဲငါရဲ့ကံကြမ္မာမှာသာသမီဒုက္ခပါပါတယ်ဒါပေမဲ့အချိန်မတန်သေးလို့ပါဒီလိုနဲ့နှစ်အနေငယ်ကြာသွားခဲ့ပါတယ်ဒီနေ့မှာတော့ပုံနာကြီးရဲ့ဇနီးကချစ်စရာသားယရနာလေးတယောက်ကိုမွေးဖွားခဲ့တယ်လင်မယားနှစ်ယောက်လုံးသိတ်ကိုပျော်ရွှင်နေကြတာပေါ့သူတို့ကဘာသာရေးထုံတန်းဆင်လာတွေအတိုင်းကင်မွတ်တဲ့အခမ်းအနားကျင်းပပြီးတော့တားလေးကိုမောင်စောလို့နာမည်ပေးခဲ့ကြတယ်မိမ နောက်ကြမှကလေးရပြီမဲ့ဘုရားသခင်ကငါတို့ကိုသာသမီယတနာပင်တရာခဲ့ပြီဟုတ်ပါရဲ့ရှင်တမကတော့သာသမီရဖို့မျှော်လင့်ချက်တောင်မထားတော့ဘူးရှင်တယောက်ပဲဒါကိုအခမ်းအမယုံကြည်နေခဲ့တာငါကလူတိုင်းရဲ့ကံကြမ္မာကိုဟောပေးနေတာလीမင်းကငါတမကိုငါကိုယ်တိုင်မကြည်ဘူးလို့ထင်နေတာလားငါကြည့်ခဲ့ပြီးသားပါကွာဒါကြောင့်ငါတို့မှာသာယတနာလေးတယောက်မွေးဖွားလာမယ်ဆိုတာကိုငါအတိအကျယုံကြည်နေခဲ့တာပေါ့ အချင်းတွေကုန်လွန်လာတဲ့အမြမောင်စောလေးကတဖြည်းဖြည်းကြည်ပြင်းလာခဲ့ပါတယ်။ဘာခင်ဖြစ်သူပုံနာကြီးဥပညာကသူ့ကိုပညာရဲ့မျိုးစုံသင်ကြားပေးခဲ့တာပေါ့။အရှင်။တားလေးကိုအခုကတည်းကဘေးဒင်ကျန်းတွေအကုန်သင်ပေးနေတာလား။သူကကလေးလေးပဲရှိသေးတာ။ဘလို့လို့နားလေမလဲ။ကလေးဆိုတာကအုံနောက်အမြန်ဆုံးဖွံ့ဖြိုးနေတဲ့အချင်းအရွယ်ပဲ။ဒီလိုအရွယ်မှာကောင်းတဲ့အရာတွေသင်ပေးထားရင်တသက်လုံးမှတ်မိနေမှာ။သူတို့ပတ်ဝန်းကျင်မှာမြင်ရကြားရတဲ့အရာတွေနဲ့ပဲသူတို့ရဲ့အနာဂတ်ကိုတိဆောက်သွားကြတာကွာ။ ငါသားလေးကိုငါထက်တောင်ပိုတော်တဲ့ပညာရှိကြီးတစ်ယောက်ဖြစ်စေချင်တယ်။အော်ဒီလိုလား။ရှင်ရသားလေးကိုရှင်ထက်ပိုတော်တဲ့ပညာရှိကြီးဖြစ်စေချင်တာကို ကောင်းပါပြီရှင် ကောင်းပါပြီ။ဒါဆိုရင်တော့သားအဖနှစ်ယောက်သားကိုဝန်မပြောတော့ပါဘူး။ရှင်တင့်တော်သလိုသားကြည့်လို့ပါတော့။အဲ့ဒီလိုနဲ့နေစဉ်နေတိုင်းလူပေါင်းများစွာကပုံနာကြီးစီကိုသူတို့ရဲ့အနာဂတ်ကိုသိချင်လို့တချို့ကလည်းသူတို့ရဲ့ပြဿနာတွေအတွက်အဖြေရှာဖို့ရောက်လာကြပါတယ်။ ဒါဖြစ်သူမောင်စော်လေးကတော့နေတိုင်းလာတဲ့မျက်နှာစိမ်းတွေကိုအမြဲတမ်းစူးစူးဆိုက်ဆိုက်ကြည့်နေတတ်တယ်။တနေ့မှသူ့အဖေကလူတွေကိုဟောပြောနေတော့သူ့အနာမှာဆော့ကစားနေရင်ဆက်စုကျင်စိမ်းနဲ့သူ့အဖေကိုသွားမိပါတယ်။အဖေအဖေကဒီလူတွေကိုဘာတွေပြောပြနေကြလဲ။ဒါလီအဖေကဒီလူတွေရဲ့ကံကြမ္မာကိုကြည့်ပြီးသူတို့ဘဝမှာမနှက်ဖန်ဘာတွေဖြစ်လာမလဲဆိုတဲ့အနာဂတ်ကိုဟောပေးနေတာကွ့။အဖေဒါလီတားရဲ့အနာဂတ်ကိုသိချင်နေ။ဒါလီကအခုမှ၆နှစ်ပဲရှိသေးတယ် ဒီလောက်ငငယ်လေးနဲ့တားရဲ့အနာဂတ်ကိုသိဖို့မလိုအပ်သေးပါဘူး။ဒါနည်းနည်းကြီးလာတဲ့အခါအဖေတရားဖို့ပြောပြမယ်။ဒါပေါ်ကမှဘယ်အချိန်ဘာတွေလုပ်ရမလဲဆိုတာတွေအကုန်ပြောပြမှာပေါ့။ဒါပေမဲ့အချိန်တန်မှပေါ့ကွယ်။ဒါပေမဲ့မောင်စောလေးကသူ့အဖေကိုစိတ်ကောက်ပြီးအဲ့ဒီနေရာကထွက်သွားခဲ့ပါတယ်။နေတိုင်းလူတွေသူ့အဖေစီမှာအနာဂတ်အကြောင်းလာမေးကြတာကိုမြင်တိုင်းသူဟာတိကျင်စိတ်ပြင်ပြနေခဲ့တာပေါ့။ဒီလိုနဲ့အချိန်အနည်းငယ်ကြာပြီးတဲ့နောက်တနေ့မှာတော့မောင်စောလေးကသူ့အမေကိုပြောပါတယ်။အမေ ။ตาဒီနေ့ထမင်းမစားတော့ဘူး။ဘာလို့လဲตาလေးရဲ့။ဒီမကောင်းဘူးလား။အမေတမားတော်ကြီးစီခေါ်သွားမယ်လေ။မဟုတ်ဘူး။ตาဘာမှမဖြစ်ဘူး။ဒီနေ့ထမင်းမစားခြင်းလို့ပါ။အမေဖြစ်သူကမောင်စော်လေးကိုအကြာကြီးချောမော့ကျွေးမွေးပေးမိ။မောင်စော်လေးကတော့ဒီနေ့ထမင်းမစားဘူးလို့တစွတ်တူဆုံးဖြတ်ထားပြီးသားပါ။နောက်ဆုံးမှတော့သူ့အမေကပုံနာကြီးကိုသွားပြောရပါတော့တယ်။ရှင့်သားဒီနေ့ဘာဖြစ်နေလဲမသိဘူး။ထမင်းမစားပဲပေကက်ကက်လုံနေတာ။ကလေးတွေဆိုတာဒီလိုပဲလေကွာ။ကြီးကြတတ်ကြတာပဲ။ ပြောပါဦးဒီနေ့ငါတို့သားဘာကိုကြည့်ကြနေတာလဲဘာလို့ကျင်းလို့လဲသူထမင်းမစားဘူးတဲ့မစားခြင်းနဲ့အကြောင်းရင်းကိုလည်းမပြောဘူးဒီနေ့ထမင်းမစားဘူးဆိုပြီးတော့ပဲစွညင်းနေတာကောင်းပါပြီကောင်းပါပြီငါသွားပြီးတော့ငါသားကိုချော့ကျွေးလိုက်မယ်ဒီလိုနဲ့ဥပညာသူသားစီကိုသွားပြီးတော့ချော့မော့မေးလိုက်ပါတယ်ဘာဖြစ်တာလဲသားလေးဘာလို့ထမင်းမစားရတာလဲမဟုတ်စားခြင်းလို့လားမဟုတ်ပါဘူးသားဘာမှမစားခြင်းဘူးဒါဆိုရင်သားကကစားဖို့အယုတ်အစ်စ်လိုခြင်းလို့လား မဟုတ်ဘူးတာဘာမှမလိုချင်ဘူးဒါဆိုရင်ဘာလို့ထမင်းမစားတာလဲကွယ်ဘာလို့လဲဆိုတော့တာလေတခြားသူတွေလိုပဲတားရဲ့အနာဂတ်ကိုသိချင်နေဒါပေမဲ့အဖေကတားကိုပြောမပြဘူးလေဩအဲ့ဒါအတော့တားကအရန်ငယ်သေးတယ်တားအရွယ်ရောက်လာတဲ့အခါကျရင်အဖေတခြားဘောက်ပြောပြမှာပါကွယ်ကောင်းပြီလေဒါဆိုအဖေကတားရဲ့အနာဂတ်ကိုပြောပြတဲ့နေ့ကျမှတားလေထမင်းစားတော့မယ်ဒီလိုနဲ့ဘေးမှာရှိနေတဲ့ဇနီးဖြစ်သူကစိတ်မရှိတော့ဘဲဝင်ပြောလိုက်ပါတယ် ရှင်သူ့ကိုဘာတွေသွားတင်ပေးလိုက်လဲမသိဘူးဟာငါကဘာတင်ပေးလို့လဲမိမရသူ့အနာဂတ်ကိုသိဖို့ငယ်သေးတယ်လို့ပဲပြောတာလေဒါဆိုရင်လည်းရှင်အချိန်ဆွဲမနေပဲသူ့ကိုသူ့အနာဂတ်အကြောင်းပြောပြလိုက်ပါတော့လားကဲကောင်းပြီလေဒီမှာထိုင်ဖေသားရဲ့အနာဂတ်ကိုပြောပြမယ်ဒီလိုနဲ့မောင်စောလေးကဝမ်းသာအာရသို့ဖေရှိမှထိုင်ချလိုက်ပါတယ်ပုံနာကြီးကမျက်လုံးကိုခဏမေ့ပြီးတဲ့နောက်သူ့သားရဲ့နှဖူးကိုတေချာဆူဆိုက်ကြည့်လိုက်တယ်သူ့ရဲ့ကံကြမ္မာမှာဘာတွေရေးထားတာလဲ ဟင်ဒါဒါကငါသားနဲ့လက်ထက်မဲ့သူကမျိုးရိုးနှိမ်နဲ့အမျိုးသမီးတယောက်နဲ့ဖြစ်ရမဲတယ်လားမဖြစ်နိုင်ဘူးမဖြစ်ဘူးဒီလိုဖြစ်သွားရင်ငါဘသူ့ကိုမှမျက်နှာပြရဲတော့မှာမဟုတ်ဘူးငါဒီလိုအဖြစ်မခံနိုင်ဘူးငါကကံကြမ္မာကိုမြင်နိုင်နေဆိုရင်ကံကြမ္မာကိုပြောင်းလဲနိုင်ရမယ်ပြောပြလေအဖေတားရဲ့ကံကြမ္မာမှာဘာရေးထားလဲတားလီတားရဲ့ကံကြမ္မာမှာရေးထားတာကဒါကတိတ်ကိုတော်တဲ့ပညာရှိကြီးတယောက်ဖြစ်လာမယ်ပြီးတော့ သိချောသိလာတဲ့မိန်ကလေးတယောက်နဲ့လက်ထပ်ရမယ်တဲ့ဒီလိုနဲ့ကလေးလေးမောင်စောကအဖေဖြစ်သူရဲ့စကားကိုကြားပြီးပျော့ရွှင်စွာနဲ့အဲ့ဒီကနေထွက်သွားခဲ့ပါတယ်ဒါပေမဲ့ပုံနာစီရဲ့စိတ်ထဲမှာတော့စိုးရိမ်ပူပန်မှုတွေကနေရာယူသွားခဲ့တယ်အဲ့နောက်သူကဘီရင်ကျန်းစာအုပ်တွေကိုအသေးအတန်လှန်လို့ရှာဖွေပါတော့တယ်ဘာဖြစ်နေတာလဲရှင့်ကိုကြည့်ရတာစိတ်ရှုပ်နေပုံပဲဘာမှမဖြစ်ပါဘူးဒီကျန်းစာအုပ်တွေထဲမှာပြဿနာတစ်ခုရဲ့အဖြေကိုရှာနေတာပါ ဇနီးဖြစ်သူထွက်သွားတဲ့အခါပုံနာကြီးကသူ့ရဲ့တန်းစာအုပ်တွေကနေဇိုရီရဲ့အသွားအလာတွေကိုတွက်ချက်ပါတော့တယ်။နောက်ဆုံးမှာတော့သူတီးလိုက်ရတာကခင်းကမြကန်နာကနေ10မိုင်လောက်အကွာမှာတန်ငါတဲ့တယောက်နေထိုင်ပြီးတော့သူ့မှာသမီးလေးယောက်ရှိတယ်။အဲ့ဒီတဲကအငယ်ဆုံးသမီးရဲ့ဇာတာကပဲသူ့တာမောင်စော်နဲ့လက်ထပ်ဖို့ပူဇော်ပါနေတယ်ဆိုတာပါပဲ။ငါကလူပေါင်းများစွာရဲ့ကံကြမ္မာကိုဟောပြောတယ်။သူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းပေးတယ်။ဒါဆိုငါသားရဲ့ကံကြမ္မာကိုလည်းငါပြောင်းလဲနိုင်ရမယ်။ ။သူ့ကိုမျိုးရိုးနှိမ့်တဲ့မိန်းကလေးတစ်ယောက်နဲ့ဘယ်တော့မှလက်ထပ်ခွင့်ပေးမှာမဟုတ်ဘူး။ဒီလိုနဲ့ပုံနာကြီးဥပညာဟာတန်ဃာတဲ့ရဲ့အင်ရှီယာကိုချက်ချင်းထွက်ခွာလာခဲ့ပါတယ်။သူ့ကိုမြင်တော့တန်ဃာတဲ့လီမယာကအလွန်အမင်းဝမ်းသာသွားကြတာပေါ့။အရှင်ပုံနာကြီးဒီနေ့တော့ကျွန်တော်တို့ရဲ့အင်က မင်္ဂလာရှိသွားပါပြီ။အရှင်ကကျွန်တော်တို့တဲအင်လေးတွေကိုရောက်လာတယ်ဆိုတော့လေ။ငါမင်းတို့စီကိုလာခြင်းလို့လာတာမဟုတ်ဘူး။အကြောင်းရင်းတစ်ခုရှိလို့လာခဲ့တာ။မင်းတို့အိမ်မှာလွန်ခဲ့တဲ့ကိုလာကသမီးလေးတယောက်မွေးခဲ့သလား ဟုတ်ပါတယ်အရှင်ကျွန်တော်ရဲ့အငယ်ဆုံးသမီးလေးကလွန်ခဲ့တဲ့ကုန်းလာကမွေးတာပါမင်းသူ့ကိုမြက်လေးလို့နာမည်ပေးထားတယ်မလားဟုတ်ဟုတ်ပါတယ်အရှင်အရှင်ပြောတာအမှန်တွေကြီးပါပဲဒါပေမဲ့အရှင်ကဓာရီအားလုံးကိုဘလို့သိနေတာလဲတန်ငါသေးငါဟာအနာဂတ်ကိုကြုံမြင်နိုင်တဲ့တကူကြီးပုံနာတစ်ယောက်ပဲငါမင်းတို့ရွာနာကနေသွားတော့မှမင်းရဲ့အငယ်ဆုံးသမီးလေးဒီအိမ်မှာရှိနေခြင်းအဖြစ်မင်းတို့အပေါ်မှာဘေးဒုက္ခကြီးတစ်ခုကြက်ရောက်လာမယ်ဆိုတာကိုငါခံစားလိုက်ရတယ်ဟင် ဘလို့ဘေးဒုက္ခမျိုးလဲအရှင်အဲ့ဒီသမီးလေးမင်းတို့အိမ်ထဲမှာရှိနေသည်၍မင်းတို့မှာတားယောက်ကြားလေးယတနာရရှိမှာမဟုတ်ဘူးမင်းတို့ရဲ့အိမ်မှာတားယောက်ကြားလေးတစ်ယောက်မြင်ကျနေဆိုရင်အဲ့ဒီကလေးကိုအိမ်ကနေရောမင်းတို့ဘဝထဲကနေပါအဝေးကိုပို့ဆောင်ပေးရမယ်အရှင်ပုံနာကြီးရေသူကငဲပါသေးတယ်ကိုလာသမီးလေးပဲရှိသေးတာပါရှင်ကျမတို့သူ့ကိုဘယ်လိုသွားထားရမှာလဲငါမင်းတို့ကိုကူညီနိုင်တယ်ငါမှာသမီးမရှိဘူးသူ့ကိုငါ့ကိုပေးလိုက် ငါသူ့ကိုကောင်းကောင်းမွန်မွန်စောင့်ရှောက်ပြီးတော့ကြီးလာရင်ယောက်ျားကောင်းတစ်ယောက်နဲ့လက်ထပ်ပေးပါမယ်။တန်ခါသေးလေးမယားအချင်းချင်းတိုင်မင်ပြီးနောက်ကလေးမလေးကိုပုံနာကြည့်စီပေးရလိုက်ပါတယ်။အဲဒီကနေထွက်ခွာလာပြီးနောက်ပုံနာကြည့်ဥပညာဟာသူ့စိတ်ထဲမှာစဉ်းစားနေခဲ့တယ်။ငါဒီကလေးကိုတက်လိုက်ရင်လေအပြစ်မဲ့ကလေးတယောက်ကိုတက်တဲ့အကုသူနဲ့ကန်ကြီးထိုက်လိုက်မယ်။ဒါကြောင့်သူ့ကိုရှင်းပြဖို့တခြားနည်းလမ်းတစ်ခုရှာရမယ်။အဲ့ဒီအချိန်မှပဲအိမ်ရှိမှထိုင်ပြီးချင်းနှောင်းတွေရက်နေတဲ့အဖွားကိုတယောက်ရဲ့တဲအိမ်လေးကိုမြင်လိုက်ပါတယ်။အဖွား ကျွန်တော်ကိုချင်းနှောင်းတစ်လုံးလောက်ပေးလို့ရမလားရတာပေါ့အရှင်ပုံနာကြီးရေအရှင်လိုချင်တဲ့ချင်းနှောင်းကိုယူသွားနိုင်ပါတယ်ပုံနာကြီးကချင်းနှောင်းတစ်လုံးကိုယူပြီးမြကန်းနှောင်းကိုတန်တန်မတ်မတ်သွားခဲ့ပါတယ်ပြီးတော့ကလေးမလေးကိုလက်ထဲမှာပိုက်ပြီးတော့ပြောလိုက်တာပေါ့သမီးလေးငါ့ကိုခွင့်လို့ပါကွယ်ဒါပေမဲ့ငါမှတခြားနည်းလမ်းမရှိတော့ဘူးငါသားရဲ့ကံကြမ္မာကိုငါပြောင်းလဲရမယ်အဲ့ဒီအတွက်သမီးလေးရဲ့အသက်ကိုစည်ပေးရလိမ့်မယ်သမီးလေးကိုဒီချင်းနှောင်းနဲ့ထည့်ပြီးခင်ငါမဲတော်စီကိုဆက်တာလိုက်ပါတယ် ငါ့ကိုခွင့်လွှတ်ပါကွယ်ဒီလိုနဲ့ပုံနာကြီးကကလေးမလေးကိုချင်းတောင်းနဲ့ထည့်ပြီးတော့ကင်းကမြက်ထဲကိုမျောချလိုက်ပါတယ်သူစိတ်ထဲမှာတော့ဒီချင်းတောင်းကခဏနေရေထဲမြုပ်သွားပြီးဒီကလေးမလေးလည်းအသက်ဆုံးရှုံးသွားလိမ့်မယ်လို့တွေးနေခဲ့တာပေါ့ဒါပေမဲ့ကံကြမ္မာကတော့တခြားအရာတစ်ခုကိုစီမံထားပြီးသားဖြစ်နေခဲ့ပါတယ်ချင်းတောင်းလေးကရေစီးကြောင်းနဲ့အတူမျောပါသွားပြီးမြည့်ရတစ်ဖက်ကံကိုရောက်သွားခဲ့ပါတယ်အဲ့ဒီနေရာမှာတော့ပုံနာတူကရေချိုးပုံရောက်နေခဲ့တယ်ဟောဒီချင်းတောင်းကဘသူ့ချင်းတောင်းလဲ ဒီလိုနဲ့ပုံနာကြီးကအချင်းနှောင်းကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကလေးမလေးကိုတွေ့လိုက်ရတာပေါ့ဖယားဖယားဒီလောက်ငဲတဲ့ကလေးလေးကိုဘသူကအချင်းနှောင်းနဲ့ထည့်ပြီးကင်ကာမြက်ထဲမျောလိုက်ရတာလေဒီနားမှာဘသူရှိလဲဟေးငါပြောတာကြားတဲ့သူရှိလားဒီကလေးကဘသူကလေးလဲဟိဒါပေမဲ့အနေနာပဝင်ချင်မှာတော့ဘသူမှမရှိခဲ့ပါဘူးနောက်ဆုံးတော့အဲ့ဒီပုံနာကြီးကအချင်းနှောင်းလေးကိုယူပြီးသူ့ရင်ကိုပြန်သွားခဲ့တယ်မိမကြီးဒီမှာကြည်စမ်း ဒီနေ့ဘုရားသခင်ကငါတို့ရဲ့နှစ်ပေါင်းများစွာဆုတောင်းခဲ့တဲ့စုကိုဖြည့်ပေးလိုက်ပြီ။ဘလို့ဆုတောင်းလဲ။ပြီးတော့ဒီချင်းနောက်နေ့မှာဘာရီပါလာတာလဲရှင်။ငါမနေ့တိုင်းဂင်းကမြင့်မှာရေချိုးသွားတိုင်းငါတို့ကိုသာသမီတယောက်ပေးသနာဖို့ဂင်းကမေတော်ထံဆုတောင်းခဲ့တယ်။ဒီနေ့တော့ဂင်းကမေတော်ကငါတို့ကိုသာသမီတယောက်ပေးလိုက်ပြီ။ဒီလိုနဲ့ပုံနာကြီးကသူဇနီးကိုအကြောင်းဆုံးပြောပြလိုက်ပါတယ်။ဒီကလေးမလေးကတကိုးကြီးတဲ့မျိုးရိုးကနေစဉ်သက်လာတာဖြစ်ရမယ်။သူ့မျက်နှာပေါ်မှာထူးခြားတဲ့အယောင်အဝါတွေရှိနေတယ်။ မျိုးရိုးမြင့်မြတ်တဲ့အတိုင်းအဝိုင်းကဖြစ်မှသိကြတယ်။ဒါကြောင့်လဲကင်းကမယ်တော့ကသူ့ကိုစောင့်ရှောက်ထားတာပေါ့။ဒီလောက်ရေစီးတန်းတဲ့မြစ်ထဲမှာဒီကလေးမလေးကဘယ်ကနေဘလို့မျိုးပါလာခဲ့လဲမသိဘူး။ဒီလိုနဲ့ပုံနာချင်းနဲ့သူ့ဇနီးကအဲ့ဒီမိန်ကလေးကိုသူတို့ရဲ့ကိုပိုင်းသမီးလေးတယောက်လိုပြုစုပြောထောင်ခဲ့ကြပြီးတော့ကောင်းမွန်တဲ့အမှုအကျင့်ပညာရေးအစအစအရာရာသင်ကြားပေးခဲ့ပါတယ်။တပြေးပြေးနဲ့ကလေးမလေးကအရွယ်ရောက်လာပြီးတနေ့မှတော့ပုံနာကြီးရဲ့ဇနီးကပြောတယ် အခုကျမတို့သမီးလေးလည်းအရွယ်ရောက်လာပြီသူ့ကိုလက်ထပ်ပေးသင့်ပြီမင်းပြောတာမှန်တယ်ငါမနဲ့ဖန်မနဲ့ပဲငါတို့သမီးရဲ့အတွက်တင့်တော်တဲ့သရိုသားလောင်းတစ်ယောက်ကိုသွားရှာလိုက်အောင်မေဒီလိုနဲ့ပုံနာကြီးကပဝင်းချင်းအနီးနားကလူတွေကိုသူ့သမီးရဲ့လက်ထပ်ပွဲအကြောင်းစတင်ဆွေးနွေးပါတော့တယ်အရှင်သမီးအတွက်ဆိုရင်မဏိပူရမျိုးကပညာရှိကြီးရဲ့သားကတင့်တော်ပါတယ်အဲ့ဒီကောင်လေးကရုပ်ရည်ချောမောတလောက်သူ့ရဲ့အကျင်စာရိတ်တာကလည်းသိတ်ကောင်းပါတယ်အရှင်တစ်ခေါက်လောက်မဏိပူရမျိုးကိုသွားပြီးစကားပြောကြည့်တင်တယ်လို့ထင်ပါတယ် ီလိုနဲ့ပုံနာကြီးကမင်းပူရာမျိုးကိုထွက်ခွာသွားပြီးပုံနာကြီးဥပညာရဲ့အိမ်ကိုရောက်သွားခဲ့ပါတယ်။ကုလိုကြီးကိုရှင်ခိုးဥခိုက်ပါတယ်။ကြွပါပုံနာမင်း။ဆရာကြီးခမညာကျွန်တော်မျိုးနာမည်ကပုံနာကြီးဥတာထုံးပါ။ကျွန်တော်ကကင်းကမြကန်းနာကဘာရဏတိမျိုးကနေလာခဲ့တာပါ။ပြောပါခမညာပြောပါပုံနာမင်းဗာများအလိုရှိပါသလဲ။ကျွန်တော်သမီးရဲ့လက်ထပ်ပွဲအတွက်ဟော်ရီကဆရာကြီးရဲ့သားကိုတောင်းပို့လာခဲ့တာပါ။ခမည်းရဲ့သမီးဟုတ်လား။ ဟုတ်ပါတယ်ခမကျွန်တော်ဆရာကြီးသားရဲ့ကောင်းသနည်းတွေအများကြီးကိုကြားထားပါတယ်ကျွန်တော်သမီးကလည်းရုပ်ရည်ရောပညာရောဓမ္မတန်းကံတွေပါနှက်ဆက်သူပါကျွန်တော်သူ့ကိုကျွန်တော်တက်သမျှစန်းစာအသိပညာတွေအကုန်သင်ပေးထားပါတယ်ဆရာကြီးတင်တော်တယ်ထင်ရင်သားတော်မောင်နဲ့အတူကျွန်တော်တို့အိမ်ကိုတစ်ခေါက်လောက်ကြွားရောက်ပြည့်ရှုပေးဖို့တောင်းဆိုပါတယ်ခမကောင်းပါပြီကောင်းပါပြီကျွန်တော်တို့လည်းသားအတွက်မျိုးရိုးကောင်းတဲ့သတို့သမီးတယောက်ကိုရှာနေတာပါမကြခင်မှာပဲခမရဲ့အိမ်ကိုလာရောက်ပါမယ်ခမ ဒီလိုနဲ့မကြာခင်မှာဥပညာကတားဖြစ်သူမောင်စောနဲ့အတူဘာရောနတိမျိုးကိုရောက်ရှိလာခဲ့ပါတယ်။သူတို့ကဥသာထွန်ရဲ့သမီးကိုသိတ်ကိုသဘောကျသွားပြီးနှစ်ဦးသားရဲ့လက်ထပ်ပွဲကိုတမန်လိုက်ကြတယ်။ဥပညာကတော့သူ့သားရဲ့ကံကြမ္မာကိုသူပြောင်းလဲလှန်ခဲ့ပြီလို့ထင်ပြီးပျော်နေခဲ့တာပေါ့။မောင်စောကမြက်လေးကိုဇနီးအဖြစ်ရရှိတဲ့အတွက်ပျော်နေပြီးမြက်လေးကလည်းမောင်စောကိုခင်မုန်းအဖြစ်ရရှိတဲ့အတွက်ပျော်ရွှင်နေခဲ့ပါတယ်။ပုံနာကြီးဥသာထွန်ကလည်းမောင်စောကိုတမတ်တော်ရတဲ့အတွက်ပျော်ရွှင်နေခဲ့တာပေါ့။ ဒီနေ့မှာတော့မြက်လေးကသူ့ရောက်ကတိအတွက်လက်ဖက်ရည်ယူလာပေးပြီးတော့မေးလိုက်ပါတယ်။အဖေကလူတိုင်းရဲ့ကံကြမ္မာကို ကြည့်ပေးတာဆိုတော့သမီးရဲ့ကံကြမ္မာကိုလည်းကြည့်ပေးပါအောင်လား။သမီးလည်းကိုယ့်ကံကြမ္မာကိုသိကျင်လို့ပါ။သမီးရဲ့ကံကြမ္မာကတော့တိတ်ကိုကောင်းပါတယ်ကွယ်။သမီးမမောင်းစောလို့ခင်မုန်းကောင်းတစ်ယောက်ရထားတယ်။မျိုးရိုးမြင့်မြတ်တဲ့အတိုင်းအဝိုင်းမှာမွေးဖွားပြီးမျိုးရိုးမြင့်မြတ်တဲ့အတိုင်းအဝိုင်းကိုပဲသွေးမှတော်ရတယ်။နောက်ထပ်ဘာများသိကျင်သေးလို့လဲ။အဖေတခါတော့သမီးရဲ့အနာဂတ်ကိုကြည့်ပေးပါအောင်နော်။ကောင်းပြီလေ။ ပုံနာကြီးဥပညာကသူ့ရဲ့ဘေးရွက်လေးကိုထုတ်ပြီးတော့တွက်ချက်ပါတော့တယ်။ဒါပေမဲ့သူကအံ့အားသင့်သွားပါတယ်။ဘာလို့လဲဆိုတော့အနာဂတ်ကိုကြည့်နေရင်းနဲ့သူ့ချေမရဲ့အတိတ်ကိုပါသိရှိသွားတဲ့အခါသူလည်းထိလန့်သွားခဲ့တာပေါ့။သူမဟာသူကိုယ်တိုင်ဂင်းကမြေထဲကိုမျောချခဲ့တဲ့ကလေးမလေးဖြစ်နေခဲ့ပါတယ်။တမီးဒီနေ့တော့ငါငါနဲ့နဲ့နေလို့မကောင်းသလိုခံစားရတယ်။တမီးရဲ့အနာဂတ်ကိုနောက်နေမှပဲကြည့်ပေးပါမယ်ကွယ်။အဖေအဆင်ပြေရဲ့လား။ဟွန်းအဆင်ပြေပါတယ်။ ဒီလိုနဲ့မြက်လေးရအမောင်စောကိုသွားခေါ်လာခဲ့ပါတယ်။ဘာဖြစ်တာလဲအဖေ။သိစိတ်ပူနေပုံရတယ်။အဆင်ပြေရဲ့လား။မြက်လေးကပြောတယ်။အဖေကသူ့အနာဂတ်ကိုကြိတ်နေခဲ့တာဆို။ဘာဖြစ်လို့လဲ။သူ့အနာဂတ်မှာမကောင်းတာများပါနေလို့လား။အင်းဟုတ်တယ်သား။သားပြောတာမှန်ပါတယ်။ဒါပေမဲ့အဖေမှာအဲ့ဒီဘေးဒုက္ခကိုဖြေရှင်းနိုင်မယ့်နီလန်းရှိပါတယ်။ဘလို့နီလန်းလဲအဖေ။သားကိုပြောပါ။သားအဲ့ဒီနီလန်းအတိုင်းလုပ်ပါမယ်။မဟုတ်ဘူးသား။ဒီအစီအရင်ရေတရာကိုအဖေကိုယ်တိုင်ပဲလုပ်ရမှာ။ ကောင်းပါပြီအဖေဒီလိုနဲ့ပုံနာကြီးကမြက်လေးကိုအစီအရင်လှုပ်ဖို့အကြောင်းပြချက်နဲ့တခြားမျိုးတစ်မျိုးကိုပူဇော်ပါတာဖို့ခေါ်သွားခဲ့တယ်။အဲဒီကိုရောက်တော့ပုံနာကြီးကသုတ်လက်ထဲကလက်စွပ်တကွင်းကိုချွတ်လိုက်ပြီးတော့မြက်လေးကိုပြပါတယ်။သမီးဒီလက်စွပ်ကိုတေချာကြည့်ထား။ဒီလိုနဲ့မြက်လေးကလက်စွပ်ကိုလက်ထဲမှာကိုင်ပြီးတော့ကြည့်နေပါတယ်။ကဲအခုအဲဒီလက်စွပ်ငါ့ကိုပြန်ပေး။အဲဒီအချိန်မှာပဲပုံနာကြီးကလက်စွပ်ကိုမြစ်ထဲပြချလိုက်ပါတယ်။သမီး အခုသမီးဒီလက်စကိုပြတ်မရမချင်းဒီနေရာမှာပဲနေရမယ်။ဘာလို့လဲဆိုတော့ဒီလက်စကိုလက်ထဲမှာမကင်မဲနဲ့သမီးခင်မုန်းရဲ့အိမ်ကိုပြန်သွားရင်သမီးရဲ့ခင်မုန်းတေးဆုံးသွားလိမ့်မယ်။ပြီးတော့သမီးအဖေရဲ့အိမ်ကိုပြန်သွားရင်သမီးရဲ့အဖေတေးဆုံးသွားလိမ့်မယ်။ဒါကြောင့်ဒီလက်စကိုပြတ်မတွေ့မချင်းသမီးဒီနေရာမှာပဲနေရမယ်။ဟင်။ဒါပေမဲ့အဖေသမီးဒီမှာတယောက်တည်းလီအဖေမှာတခြားနီလန်းမရှိတော့ဘူး။ငါသမီးရဲ့အနာဂတ်မှာမြင်ခဲ့တဲ့အရာကိုဖယ်ရှားဖို့ဒါကတခုတည်းတော့နီလန်းမယ်။ အဲ့ဒီလိုပြောပြီးပုံနာတီကအဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ပါတယ်။မြက်လေးတယောက်ကတော့မြက်ကန်းနားမှာထိုင်ပြီးငိုကြွေးစံရခဲ့တယ်။ဒီချိန်မှာပဲတထေကြီးတယောက်ကသူ့မိသားစုနဲ့အတူတူရေချိုးဖို့ရောက်လာခဲ့ပါတယ်။တထေကြီးရဲ့အမေအိုကမြက်လေးကိုမြင်ပြီးတော့မေးတယ်။တမီးလေးဘာဖြစ်နေတာလဲ။မြက်ကန်းနားမှာတယောက်တည်းထိုင်ပြီးဘာလို့ငိုနေရတာလဲကွယ်။တမီးကဘာလုပ်လဲ။ကျမကကန်ကျမရဲ့နှိမ့်ဆက်မှုကိုခံနေရတော့ပါ။တမီးရေရှင်းရှင်းလင်းလင်းပြောပြပါဦး။ဘာဖြစ်တာလဲ။ ညလေးကသူတို့ကိုအကြောင်းဆုံးပြောပြလိုက်ပါတယ်။သမီးမှကန်းကွက်စရာမရှိဘူးဆိုရင်ငါတို့နဲ့အတူတူလိုက်ခဲ့လို့ရတယ်။ငါတို့အိမ်ကိုပေါ့။ကျမမှတခြားနီးလန်းလည်းမရှိတော့ပါဘူး။ဒီလိုနဲ့ညလေးကအဲ့ဒီအဖွားကိုနဲ့အတူအယကူတယောက်အနေနဲ့သူတို့အိမ်ကိုလိုက်သွားခဲ့ပါတယ်။သူမကအဖွားကိုကိုအမေအရင်တယောက်လိုစောင့်ရှောက်ခဲ့ပြီးသူမရဲ့အလုပ်လုပ် ပုံကြောင့်အရလူအလုံးကသဘောကျခဲ့ကြပါတယ်။တစ်ဖက်မှာတော့ပုံနာကြီးဥပညာကသူ့အိမ်ကိုပြန်ရောက်လာခဲ့တယ်။အဖေညလေးပင်မှာလဲ။ ဖေနဲ့အတူတူပမလာဘူးလား။တာမြက်ကန်းနားမှာမျက်လေးရေချိုးဖို့မြစ်ထဲဆင်းသွားတဲ့အချိန်အဖေကအပြင်မှာထိုင်ပြီးမနှံတွင်ရွတ်ပတ်နေခဲ့တယ်။သူ့မြစ်ထဲကိုရေငုပ်လိုက်တာပထမတစ်ချိန်မှာတော့ပြန့်ပေါ်လာတယ်။ဒါပေမဲ့ဒုတိယအချိန်ငုပ်လိုက်တဲ့အချိန်မှာတော့သူ့မြစ်ထဲကနေပြန့်ပေါ်မလာတော့ဘူး။ဟင်အဖေဘာပြောလိုက်တယ်။မြစ်ထဲကနေပြန့်ပေါ်မလာတော့ဘူးဟုတ်လား။အဖေဘာဟုဆုလို့ကျင်တာလဲ။တာအဖေမျက်လေးကိုရှာဖို့စူးစမ်းခဲ့တယ်။ဒါပေမဲ့ ြစ်သေးကတရဝါတကောင်ကောင်ကသူ့အစာဖြစ်စားသွားပြီလို့ထင်နေဘာလို့လဲဆိုတော့အဖေနှစ်ရက်လုံးလုံးမြေကမ်းနားမှာထိုင်ဆောင်နေခဲ့ပြီးမြက်လေးကိုမတွေ့ခဲ့ရဘူးဒီလိုနဲ့မောင်စောကမြက်လေးမရှိတော့တဲ့အတွက်အလုံးအမင်းဝမ်းနဲ့ပူဆွေးခဲ့ရပါတယ်ဒါပေမဲ့အစင်ကအရာရာကိုကုစားပေးတယ်ဆိုသလိုပဲအစင်တန်ကြတော့မောင်စောလည်းသူ့ရဲ့နေစဉ်လုပ်ငန်းဆောင်တာတွေမှာအရင်လိုပဲအလုပ်များနေခဲ့ပါတယ်ဒါပေမဲ့မြက်လေးကိုတော့အမြဲတမ်းတရိယာနေခဲ့တာပေါ့ဒီနေ့မှာတော့ဖခင်ပုံနာကြီးကမောင်စောကိုပြောတယ်တာ ။တဘဲချင်းအထိမင်းရဲ့ဇနီးကိုလွမ်းဆွပြီးတယောက်တည်းနေသွားမှလေ။ပြီးတော့အဖေတို့လည်းအသက်ကြီးလာပြီ။ငါတို့နှစ်ယောက်ကမီးမချီရပဲနဲ့ဒီလောကကြီးကနေထွက်ခွာသွားရမှာလား။အဖေမျက်လေးရလွဲပြီးတော့တဘသူနဲ့မှလက်မထက်နိုင်ဘူး။တရဲ့တကဘောဟာပဲလေ။ပြီးတော့ဓာရီအားလုံးကတားရဲ့ကံကြမ္မာမှာရေးထားပြီးသားပဲ။ဒါပေမဲ့ကံကြမ္မာကိုဘယ်သူမှလွန်ဆန်လို့မရဘူး။တားရဲ့ကံကြမ္မာမှာဒုတိယအကြိမ်လက်ထပ်ရမယ်လို့လည်းပါနေတယ်။ မိဘတွေရဲ့တိုက်တွန်းမှုကြောင့်မောင်စောဟာဒုတိယအကြိမ်လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။သူတို့ဟာမြက်လေးရတထေးကြီးအိမ်မှာအိမ်ပေါ်လုံးနေတဲ့ရွာကိုပဲသူတို့သမီးလောင်းရှာဖို့ထွက်ခွာသွားခဲ့ကြတယ်။အဲ့ဒီတထေးကြီးကပုံနာကြီးဥပညာရဲ့အရင်းနှီးဆုံးမိတ်ဆွေတယောက်ဖြစ်နေခဲ့ပါတယ်။ကာအရင်ဆုံးငါတို့တငယ်ချင်းရဲ့အိမ်ကိုသွားကြမယ်။အဲ့ဒီမှာအနားယူပြီးမှပါအတွက်သူတို့သမီးလောင်းကိုသွားကြည့်ကြမယ်လေ။ကောင်းပါပြီအဖေ။အဖေသဘောအတိုင်းပါပဲ။ဒီလိုနဲ့သူတို့နှစ်ယောက်တထေးကြီးအိမ်ကိုရောက်သွားတဲ့အချိန်မှာတော့ မောင်စောဟာသူ့ရှိမှအသက်ရှင်လျက်ရှိနေတဲ့အမျက်လေးကိုမြင်လိုက်ရတယ်။သူလည်းတိတ်ကိုအံ့အားတင်သွားခဲ့တာပေါ့။ဟင်၊မြက်လေး၊မင်းမင်းဘယ်ကိုရောက်သွားတာလဲ။အဖေကမင်းကိုဘယ်တော့ရှာခဲ့ရလဲသိလား။ကျမဘယ်မှမသွားခဲ့ပါဘူး။အဖေကိုယ်တိုင်ကပဲအဲ့ဒီလက်စုပ်ကိုပြန်မရမချင်းအိမ်ကိုပြန်မလာဖို့ပြောခဲ့တာပါ။မဟုတ်ရင်ရှင်အသက်အနေရရှိတယ်ဆိုပြီးတော့လေ။ဟင်၊အဖေ၊မြက်လေးကဘာတွေပြောနေတာလဲ။ဒါအဖေကို ခွင့်လို့ပါကွယ်။အဖေအမားကြီးမှားသွားခဲ့တယ် အဖေကအနာဂတ်ကိုကြိုမြင်နိုင်သူဖြစ်ပေမဲ့ကိုကိုကိုဖရာသခင်ထက်ကြီးမြတ်တယ်လို့ထင်မှတ်ပြီးတားရဲ့ကံတမာကိုပြောင်းလဲဖို့စူးစမ်းခဲ့မိတယ်။အဖေပြောတဲ့စကားတွေကိုတားနားမလဲတော့ဘူး။ဒါရီအားလုံးဘလို့ဖြစ်ခဲ့လာလဲဆိုတာကိုတားကိုရှင်းရှင်းလင်းလင်းပြောပြနိုင်မလား။ဒီလိုနဲ့ပုံနာကြီးဥပညာဟာရှယ်ယွန်းစွာနဲ့ခေါင်းငုံထားခဲ့ပါတယ်။နောက်ဆုံးတော့သူအားလူတွေအားလုံးရှေ့မှာအပြစ်မဲ့အားလုံးဖွင့်ရဝန်ခံခဲ့ပြီးတော့မြက်လေးနဲ့မောင်စောနှစ်ယောက်လုံးကိုတောင်းပန်ခဲ့ပါတယ်။ ။မောင်စုံနဲ့မြန်လေးတို့ဟာသူတို့ရဲ့ဘဝကိုပျော်ရွှင်စွာနဲ့ပြန်ပြီးတော့စတင်ခဲ့ကြပါတယ်။ပုံနာကြီးဥပညာကတော့အဲဒီနေ့ကစပြီးလူတွေရဲ့အနာဂတ်ဟောပြောတာကိုလုံးဝရပ်တန့်လိုက်ပါတော့တယ်။ဒီပုံမြန်လေးကနေကျမတို့ကိုသင်ကန်းစာကောင်းတစ်ခုပေးသွားပါတယ်။အဲဒါကတော့ကကျမကိုဘယ်သူမှပြောင်းလဲလို့မရဘူးဆိုတာပါပဲ။ကိုရဲ့အတားနဲ့မာနာကိုရှေ့တန်းတင်ပြီးကန်တရားရဲ့စီမံမှုကိုပြောင်းလဲဖို့စူးစမ်းတဲ့အခါမှာပေါ်ပြီးတော့တောင်ရှုပ်ထွေးတဲ့ပြဿနာတွေဝတ်ကျွေးတွေနဲ့ပဲရင်ဆိုင်ရတတ်ပါတယ် လူတယောက်ရဲ့တန်ဖိုးဟာမျိုးရိုးစားတဲ့အပေါ်မှာမတည်မြဲပဲသူ့ရဲ့စိတ်ထားကိုတဲ့တရားနဲ့အပြုအမူတွေအပေါ်မှာပဲတည်မြဲတယ်ဆိုတာကိုလည်းမမေ့တင်ပါဘူးဒါကြောင့်ကိုရှေရောက်လာတဲ့ကစမာကိုလက်ခံပြီးအကောင်းဆုံးဖြစ်အောင်နေထိုင်ပြုမှုသွားတာကမှပညာရှိအစ်စ်ရဲ့လမ်းစဉ်ဖြစ်ပါရဲ့ရှင်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံမြင်လေးတွေကိုအမြဲတမ်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးခဲ့ကြပါဦးနော်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေရှင်